တော့တိတ်ကနာပါရုံနဲ့နော်တိတ်ကနာပါရုံနဲ့ဒါကြောင့်မို့သူတို့ဒီပြချက်ကန်နေရတယ်လားဟုတ်ပြီလားလောကဆောင်ပြီးမှဒေါ်လာတင်းရကျမရဲ့မဟုတ်လားရှင်ရှိမှာဘောနာလေးဆိုလာ3000နဲ့900ကျော်ဟုတ်ပါဗျာနောက်ပါခုပေါ်ပြီးမှာနောက်ပါခုပေါ်ပြီးမှာဒီကောင်လေးပါအဲဒီမှာကျောင်းသားတသိန်းနဲ့ကျန်ပါလေဒေါ်လာတသိန်းနဲ့ကျန်ပါနဲ့စတန်နဲ့ဆွဆောင်းလေတို့အဲ3000နဲ့ဒီကောင်လေးပါ3000နဲ့ဒီမှာခုလားကျန်ပါတော့ကျန်ပါတော့ ဒီကောင်ကနော်သူ့ချန်ပါလေးတဲ့ဒီရေဒါလိုင်းနဲ့အကြီးအရှိအများကြီးပဲနော်အများကြီးပဲလိစံတိုင်းစဲလိုက်။ဒါကြောင့်ဘယ်နှမှာထားမလဲဗျာပုံမိတာပေါ့နော်မိတော့ပါဘူးတိတ်ဖုံးပါဗျာကျမတို့ဆော်ရရတယ်လို့ချက်ပိုက်တာကြီးဆွဲချရပါတော့သူအဲ့ဒါပြန်ပြန်ပါတော့ပါတိတ်မှန်သာတိုင်းရိုက်တော့မှာလားဟုတ်တိတ်မှန်သာတိုင်းရိုက်တော့မယ်မင်းကလည်းကျွန်တော်ဘောင်းဘောင်းကြီးသုံးတာလေးတော့မှာတော့တောက်လူတော့နော်ဟုတ်တယ်ဒါမှမဟုတ်ဘူးဒါမှမဟုတ် ်တော့တုံးပြီးရောသူလည်းကဟိုအိပ်မလိုက်လို့ကျွန်တော်သူလိုက်လို့နော်ဘယ်လိုသူညည်းကြည့်လို့ကြားနေတာလဲဘာလဲဘယ်လိုမှဝဲနေတာပေါ့လေဘာဘာလေးအလက်ထရိုကန်တွေကြည့်ရမလားဒီမှာတော့တယ်ပေါ့လေတက်ကန်အလက်ထရိုကန်တွေအာကျွန်တော်ပြောပြမယ်လက်ရှိအချိန်မှာတက်မတော်ကတိုင်းမူလောက်အဆင့်နော်တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်อ่ะ ဒူးထောက်ပြီးတော့မှရန်သူရှိလက်အောင်မှာတမတော်ကတော့တိုင်းမူလောက်အစင်တမမူလောက်အစင်ကဒူးထောက်ပြီးတော့ရန်သူရှိအောင်မှာဒူးထောက်ပြီးတော့မှရမခါလိုနေရာမျိုးလိုနပခါလိုနေရာမျိုးလိုကြာဆုံးနေရာအချို့သောနေရာတွေကြာဆုံးနေရတာတော့ခမားတို့ကစစ်သားစိတ်ဓာတ်ကိုမပြင်းနဲ့ပုတ်ပန်းလေးတွေစကားတွေပြောနေမှာဆိုရင်ခမားတို့တောင်းရင်မို့တောင်းရင်ခံဖို့ရှိလား ော်ကျွန်တော်ဘာဘာကြီးလိုပဲခေါ်မှာအပြင်မှာတွေ့ဒီများတို့တော့အဖေတို့အမေတို့မခေါ်နိုင်ဘူးကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှာအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့တမ္မမူလောက်အစင်တိုင်းမူလောက်အစင်တွေနော်ရမခလိုစစ်တိုင်းကြီးတို့နနဟိုနဘခလိုမျိုးတို့နခခငါလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာဘုံမှုကျုပ်လိုဘုံကျုပ်ကြီးဘုံကျုပ်အပွင့်တွေတင်ပြီးတော့မှဒူးတောက်နေရအောင်တော့မှခမားတို့ဘလို့ဖားနေအောင်မှလားခမားတို့ဘလို့အတွေးမျိုးနဲ့ဟမ် ဘောင်အထောက်သွေးဆွဲတယ်တက်ဆူတယ်သွေးခွဲတယ်အရာရှိတွေကိုစော်ကားတယ်ဆိုတာဘောင်ပြောချင်တာကျွန်တော်မေးချင်တာပြည်သူလူထုလည်းတရားမှမကြည့်တော့ဘူးငါတို့လက်နဲ့ကန်နေတယ်ဥမာတခုမြမတက်မတော်နိုင်ငံတော်အစိုးရရဲ့တက်မတော်ကငါတို့တက်မတော်ကတနိုင်ငံမှာတခုပဲရှိတာငါတို့ကဒီလိုဆိုရင်လေပြက်ပြက်သားသားချိန်မုန်းပါဗျာရန်သူကလည်းဟိုမှာကန်နေသူ့နေရာသူကန်နေတယ်ခင်ဗျားတို့လက်နဲ့ကန်နေကောင်တွေအကုန်လုံးစောက်ချက်ကိုမရှိတာခင်ဗျားတို့အားလုံးလက်နဲ့ကန်ပြီးတိုင်းပြည်ကိုငြိမ်းချမ်းအောင်တရားမှမလုပ်နိုင်ဘူး စဉ်းစားကြည့်နော်ဒီတတိုင်းဒီလုံးမှာလက်လက်ကင်ဖွဲ့စည်းအများဆုံးတိုင်းဒီကိုတကူမှတယောက်မှပြည်သူလူထုကိုဘယ်သူမှမကာကွယ်နိုင်ဘူးပြည်သူလူထုကိုငြိမ်းချမ်းဘယ်သူမှမထားနိုင်ဘူးလက်လက်ကင်ပြီးတော့မှဟိုကျွန်တော်ဗမ်းပလိုက်တိုင်းပြောတာစစ်သားကလည်းစစ်သားလုတ်ပြန်ပြီရဲကလည်းလုတ်ပြန်ပြီနော်အကြမ်းဖက်လက်လက်ကင်ကောင်းချမ်းသူတပုံမှာလို့ပြောတဲ့ကောင်လည်းလုတ်တယ် PDF ကလည်းလုတ်တယ်ခမားတို့လက်လက်ကင်လူလူတစုအကုန်လုံးလုတ်ပြီးတော့မှဘာမှလည်းမကန်တဲ့လူကြတော့စောက်ဖမ်းမယ်စီးမယ်လီးရောပဲလာဖမ်းငါလီးပဲရမယ်ကွာရှင်းလားဟမ် ောက်ဖမ်းမှာတော့ဖမ်းမှာမဟုတ်တဲ့ပြည်သူတွေကတော့လိုက်ဖမ်းနေတာဟိုဘက်ကလည်းဆွဲပေါ်တာဆွဲဒီဘက်ကလည်းဆွဲဒီဟိုဆွဲဒီဘက်ကလည်းစစ်မှုထမ်းမှုတွေဥပဒေနဲ့ဟမ်ခင်ဗျားတို့စဉ်းစားကြည့်ပါဦးကျွန်တော်မှမှန်တာပြောတာမဟုတ်ဘူးလက်လက်ကန်ပြီးတော့မှတိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုဘယ်သူမှကာကွယ်မဆောင်ချောက်ဘူးပြည်သူလူထုအကုန်ဒုက္ခရောက်ခါးသီးခံနေရတယ်ဘောရည်ဟမ်အဲ့ဒါခင်ဗျားတို့အရေးကြီးနေလားကတော့လက်လက်ကန်ကောင်းကောင်းဆောင်နေမေးတင်တာကကျွန်တော်အဲ့ဒါခမားတို့ရင်ချင်းနေလား တိုင်းပြည်ကိုညှောင်မထိုင်နိုင်ဘူးလားအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူလူထုကိုနှိပ်စက်ညှဉ်းပန်းနေတဲ့တမတော်အရာရှိတွေအကြောင်းဖော်ထုတ်လိုက်တဲ့အာကြီးရုတ်တံအပြင်မင်းအောင်လိုင်းကမြန်မာနှစ်တစ်ကူကာလအကျဉ်းသားတချို့လူငင်းတက်တာခွင့်ပေးရန်ရှိနေပြီးအာဆီယံ၏အတိအမှတ်ပြုမှုရယူလိုနေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ် အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကမြန်မာရိုးရာနှစ်တစ်ကူကာလလှုပ်ဆောင်မြေဖြစ်သောအကျဉ်းသားများလူငင်းတက်တာခွင့်ပေးရန်ရှိနေပြီးအဆိုပါလူငင်းတက်တာခွင့်ဖြင့်အာဆီယံ၏အတိမတ်ပြုမှုနှင့်ချီးကျူးမှုရယူလိုနေကြောင်းနေပြည်တော်စစ်ဖက်တရင်ရင်မြစ်ကပြောဆိုသည် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဖိတ်ကြားချက်အရဧပြီလ18ရက်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့တွားရောက်ပြီးအာဆီယံကောင်းဆောင်များနှင့်တွေ့ဆုံရန်ရှိနေသောမင်းအောင်လိုင်းကမြန်မာနှစ်တကူ21ရက်နေ့တွင်လူငင်းတတခွင့်များကျင်းပရန်ရှိကြောင်းရင်းတို့ကျင်းပရာတွင် အကျဉ်းသားများကိုလွှတ်ပေးခြင်းဖြင့် အာဆီယံ၏အတိမတ်ပြုမှုကိုရယူလိုသည့်သဘောရှိနေကြောင်းနေပြည်တော်အစ်စ်ဖက်တရင်ရင်းမြစ်ကပြောဆိုသည့်နှစ်တစ်ကူမှာလူငိမ့်တက်တာခွင့်ပေးမယ်လို့သိရပါတယ်အကျဉ်းသားတွေထက်လွတ်မယ်ဆိုပေမဲ့ရာဇဝတ်အကျဉ်းသားတွေပဲတော်တော်များများပါနိုင်ပါတယ်အာဆီယံမီတင်ခေါ်ထားတော့နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့အကျဉ်းသားတချို့ကိုလည်းလွတ်နိုင်တယ်လို့သိရပါတယ်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကတော့လွတ်မဲ့အခြေအနေမကြားရပါဘူးဟုနေပြည်တော်စစ်ဖက်တရင်ရင်းမြစ်ကပြောဆိုသည် ကျွန်တော်ပြောပြမယ်လက်ရှိအချိန်မှာတက်မတော်ကတိုင်းမူလောက်အဆင့်နော်တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်ဟာဒူးထောက်ပြီးတော့မှရန်သူရှိလက်အောက်မှာတက်မတော်ကတော့တိုင်းမူလောက်အဆင့်တက်မမူလောက်အဆင့်ကဒူးထောက်ပြီးတော့ရန်သူရှိအောက်မှာဒူးထောက်ပြီးတော့မှရမခါလိုနေရာမျိုးလိုနတ်ပါခါလိုနေရာမျိုးလိုကြာဆုံးနေရာမှာ အချို့သောနေရာတွေကြာရှုံးနေရတာတော့ခမားတို့ကစစ်သားစိတ်ဓာတ်ကိုမပြင်းနေနဲ့ပုံပန်းလေးတွေစကားပြောနေမှာဆိုရင် ခမားတို့တောင်းရင်ဘုတောင်းရင်ခံမှုရှိလားကျွန်တော်မေးကြည့်တာနော်ခမားတို့မခံစားရသေးလို့လားတော်တော်ကဘူးဒီကျုပ်အဘကတို့ဒီဦးမရောက်လာကျွန်တော်ငယ်ငယ်တည်းကလေးပြီးခဲ့ရတဲ့အဘနောက်ကျွန်တော်ဘဘအိလိုပဲခေါ်မှာမြန်မာပြည်ကသူများတို့တော့အဖေတို့အမေတို့မခေါ်နိုင်ဘူး ကျွန်တော်အဖေလည်းမဟုတ်ကျွန်တော်အမေလည်းမဟုတ်ကျွန်တော်မှအဖေတယောက်အမေတယောက်နှစ်ယောက်ပဲရှိတယ်နော်အဲ့တော့ကမ္မမူလောက်အဆင့်တိုင်းမူလောက်အဆင့်လေးနော်ရမခလိုစစ်တိုင်းကြီးတို့နတ်နတ်ဟိုနတ်ပကလိုမျိုးတို့နတ်ခကငါလိုမျိုးတို့ဖြစ်နေတာတော့မှရန်သူလက်အောက်မှာဘုံမှုကျုပ်လိုဘုံကျုပ်ကြီးဘုံကျုပ်အပွင့်နေကြည်ပြီးတော့မှဒူးတောက်နေရအောင်တောင်မှခမားတို့ကလိုဖားနေဦးမလားခမားတို့ဘလို့အတွေးမျိုးနဲ့ဟမ်ဘာဝတက်အောင်သွေးဆွဲတယ်တက်ဆူတယ်သွေးခွဲတယ်အရာရှိတွေကိုစော်ကားတယ်ဆိုတာဘာကိုပြောချင်တာလဲ ကျွန်တော်မေးချင်တာဟမ်ကျွန်တော်တို့အောက်ချိန်မှာဘာလုပ်နေလဲခင်ဗျားတို့သိလားဟမ်တကယ်တော်တဲ့တမျက်တဲ့တက်မတော်သားတွေရှိတယ်လို့အချင်းပြချစားပြီးတော့မှနော်နိုင်ငံတော်အကြီးအကဲတွေကိုဒုက္ခပေးနေတယ်ဖရဲသီးတွေရှိတယ်ဆိုလို့ပြောတာ ਉਹ မကောင်းတဲ့လူကိုမပြောနဲ့ကောင်းတဲ့လူကိုမပြောနဲ့မကောင်းတဲ့လူကိုပြောပါကောင်းတဲ့လူကိုပြောပါဆိုတော့နာမည်တက်ပြီးဘယ်လိုလိုက်ပြောရမှာလဲ ဘယ်လိုမှပြောလို့အဆင်မပြေဘူးလေအဲ့တော့အနာရှိကြီးဆက်လို့ကျွန်တော်ပြောပြီးသားဟုတ်လားနော်တက်မတော်လေးဝင်ပြီးတော့မှအေကွန်ကန်တရားကြီးစစ်တိုက်နေရတာတဲ့အပြင်မှာတိုက်နေရလူလည်းအများကြီးလေကျွန်တော်ဘယ်ဟာပဲစစ်တိုက်စစ်တိုက်စစ်ကနိုင်ဖို့ပဲလို့လားကြိုက်တဲ့နေရတိုက်လိုက်ဟုတ်လားအဲ့တော့ကျွန်တော်ဘာလီလာတိုက်ခိုက်နေရဟမ်ယောက်ျားတွေမဟုတ်ဘူးလားဖုံးဆက်လိုက်လေကျွန်တော်ကျွန်တော်အနေနဲ့ကဖုံးဆက်ပြန်မလို့တော့ခင်ဗျားတို့အဆင်တန်းနေလို့လေအောက်လည်းတိတာခင်ဗျားတို့လည်းကျွန်တော်နဲ့ ်ရက်ဒီလူကြီးဟောင်းလာဦးဒီဒီကံကြီးမတော်ဘူးလေကဲ့ဘာမှမခံတော့တမမူလောက်အစင်ကရန်သူချေကိုဒူးတောက်ပြီးတော့အညံ့ခံရတဲ့ခေတ်ကာလအချိန်ခံမျိုးရောက်နေတာကိုခင်ဗျားတို့ကဘဒူမှန်ပါတယ်လို့ဘဒူကလှုပ်လှုပ်ပါတယ်လို့နော်ဘဒူကဘာဖြစ်ပါတယ်လို့ခင်ဗျားတို့မို့လို့ဗျာကိုယ့်ရဲ့အောက်ခြေစစ်လီစစ်တာအချိန်နေတဲ့အချိန်ခံရဟိုပြောသင့်တော့လိုက်တာဟိုမပြောရဲမဆိုရဲပဲနဲ့ကျွန်တော်လာပြီးတော့မှတိုက်ခိုက်နေတာတော့ခင်ဗျားတို့ တော်တော်ညံ့နေအောက်တန်းသားတွေနော်လူဆိုတာပြောရရမယ်ပြရရမယ်ကို့နိုင်ငံနဲ့ကို့လူမျိုးအတွက်ကိုကိုတကယ်ချစ်မြတ်လို့တဲ့စိတ်ရင်းခံရှိရင်ဇော်ကုန်းရဘူးမှမကြောက်ဘူးပြောတယ်မင်းတို့ကမင်းတို့ဘာအပွင့်နဲ့အကက်တွေပဲတင်နေတာဟုတ်လားအခုငါမင်းတို့ပြောမယ်ဒီငါပြောနေတာမားနေလို့ဒီဘက်ကအပြစ်ခတ်ရဲဆဲလိုက်ဒီဟိုဘက်ကပြန်တိုက်ပြန်နေဟမ် TNE TNNA AA MNDAA ဝါ PDF တခြားသော CDF တို့ပါတော့တိုင်းသားလက်နက်ကန်တိုင်းသားလက်နက်ကန်တဲ့လူတွေအားလုံးနဲ့မြန်မာတပ်ကတော့လက်နက်ကန်တဲ့လူတွေအားလုံးကျွန်တော်တို့မေးကျင်တယ်ကျွန်တော်မေးကျင်တယ်ခင်ဗျားတို့လက်နက်ကန်ပြီးတော့ဒီတိုင်းဒီနိုင်ငံရဲ့လူမျိုးကိုဒီပြည်သူလူထုကိုခင်ဗျားတို့မကာကွယ်နိုင်ဘူးလားခနာတို့အားလုံးတက်မတော်အပါဝင်လက်နက်ကင်ကောင်းကျန်းသူတပုံအားလုံးခမားတို့လက်နက်ကင်ပြီးတော့မ ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးလက်လက်မကန်တဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားကိုပြည်သူလူထုတွေရဲ့လိုလားမှုကိုခဏလို့မလုပ်ပေးနိုင်ဘူးမေးကြည့်တာမေးကြည့်တာဟမ်ခဏနဲ့ကန်တာလားဘာလို့ဘူးလဲအဲ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံကျွန်တော်တို့လူမျိုးကျွန်တော်တို့တိုင်းရင်းသားတွေဘာမှမသိတဲ့ပြည်သူလူထုတွေရဲ့အကျိုးစီးပွားတွေကိုခဏတို့တိုင်းနဲ့တိုင်ထားတဲ့အဖွဲ့အစည်းတွေကဘာလို့မကောက်ကွယ်နိုင်ဘူးလား ါဆိုရင်ခင်ဗျားတို့ကခန့်ညံ့ညံ့လက်နဲ့ကင်ခွဲစည်းတွေပဲခင်ဗျားတို့အချင်းချင်းဖြစ်နေတာလက်နဲ့ကင်နဲ့ကောင်းတွေနော်နိုင်ငံတကာနိုင်ငံမှာတက်မလို့ဆိုတာတခုပဲရှိတာအစိုးရကလည်းတခုပဲရှိတာနော်အဲလက်ရှိတက်မလို့တခုလည်းရှိတယ်လို့အစိုးရတခုလည်းရှိရင်လေဒီလက်နဲ့ကင်ကောင်းချမ်းသူတပုံတွေကိုအမြင့်ပြတ်ချိန်မုံရမှာကလက်ရှိအစိုးရနဲ့လက်ရှိတက်မလို့ရဲ့တာဝန်တရားပဲဖြစ်တယ်တဲ့တော့တာအဲ့တော့ခင်ဗျားတို့နေတာလက်နဲ့တွေကင်နေကြတာပြည်သူလူထုရဲ့အကျိုးစီးပွားဒုက္ခကိုဘာတခုကာကွယ်နိုင်လဲကျွန်တော်မေးကြည့်တာပါ ခဏတို့မှာဘာအမှခံချပေးနိုင်လေခဏတို့အားလုံးကနားလေပါရိုက်နေခဏတို့လက်နဲ့ကန်တာအချောက်ကြီးအကုန်လုံးဆောက်ယူတွေလက်နဲ့ကန်ပြီးတော့ပြက်ပြက်သားသားမလုပ်ရရင်လက်နဲ့မကန်နဲ့ရှင်းလားလွယ်လွယ်လေးပဲဘာနိုင်ငံတကာဆိုင်လုံးတွေဘာကျွန်တော်မသိဘူးကျွန်တော်တို့မှာအချုပ်အချာအာဏာ၃ရက်ဆိုတာရှိတယ်ဒီတော့ဒီမပြုတ်ခွဲတိုးရေးတန်းသာစီလုံးကြီးနေမှုမပြုတ်ခွဲတိုးရေးအချို့အချာအာနာတိတက်ခံရရတိုးရေးဒီအာနာတော့ရကိုယူထားတဲ့လူကတိုင်းပြည်မှာတာဝန်အရှိဆုံးလူဖြစ်တယ် နော်အဲ့ဒီလူတွေလက်နဲ့ကင်ပြီးတော့မှလက်တော့တနိုင်ငံလုံးလက်နဲ့ကင်နေတောင်းတန်းထားကြွနေတာလက်နဲ့ကင်တဲ့ကောင်တွေကကောင်းသားနေပြီးတော့မှကြားအရှိနေတဲ့ပြည်သူလူထုတွေအခြေခံကြောမိုင်းလူသားဘဝတွေကဒီလက်နဲ့ကင်တဲ့လူတွေရဲ့လူသားတွေကိုလက်နဲ့ကင်ရတဲ့လူတွေကိုကြောမိုင်းလူသားဘဝတွေပေးဆက်နေရတယ်ဟုတ်လားပလောင်ဆိုလဲဆွဲသွားပြန်ပြီဟုတ်လား30မှာဟမ်ဆွဲလူတွေဆွဲတယ်နောက်ထပ်မှာလဲလူတွေဆွဲတယ်ကိုကန်တိန်ဒီကုန်လူတွေဆွဲတယ် အတက်မတော်လည်းဟိုမှာစစ်မှုတန်းမတန်းမနေရဦးတွေဆိုပြီးတော့ပေါ်လာပြီးဆွဲတယ်။ကျမတို့ကတရားဒါပဲကျွန်တော်ပြည်သူလူထုကိုလည်းပြောပါပါဒီစကားပြောပြီးနော်ပြည်သူလူထုလည်းတရားမှမကြည့်တော့ဘူးငါတို့လက်လက်ကန်နေတယ်ဥမာတို့မြန်မာတက်မလို့နိုင်ငံတော်အစိုးရရဲ့တက်မလို့ ငါတို့ကဒီလိုဆိုရင်လည်းပြက်ပြက်သားသားခြေဖုံးပေါ့ဗျာရန်သူအားလည်းဟိုမှာကိုင်နေသူ့နေရာသူကိုင်နေတယ်ခင်ဗျားတို့လက်နဲ့ကိုင်နေကောင်လေးကိုလုံးဆောက်ချက်ကိုမရှိတာခင်ဗျားတို့အားလုံးလက်နဲ့ကိုင်ပြီးတိုင်းပြည်ကိုငြိမ်းချမ်းအောင်တရားမလုပ်နိုင်ဘူးစဉ်းစားကြည့်နော်ဒီတတိုင်းပြည်လုံးမှာလက်နဲ့ကိုင်ဖွဲ့စည်းအများဆုံးတိုင်းပြည်ကိုတကူမှတရားမှပြည်သူလူထုကိုဘယ်သူမှမကာကွယ်နိုင်ဘူးပြည်သူလူထုကိုငြိမ်းချမ်းအောင်ဘယ်သူမှမထားနိုင်ဘူးလက်နဲ့ကိုင်ပြီးတော့မှနော် ဘာလို့မမထားနိုင်ဘူးလက်လက်ကကန်ရခမတော်၆တွေပေါ်လာဆိုရင်ဘာလို့ဘုရားနဲ့ကန်ပြီးဘာလို့စစ်တိုင်းလဲဘာလို့ဖြစ်သွားလို့ကန်ပြီးကောင်းသွားသွားလားဟမ်လက်နဲ့ကန်နဲ့လက်နဲ့ကန်အောက်ပါလေဟိုကျွန်တော်ဘယ်မှလိုက်တယ်ပြောတာစစ်သားကလည်းစစ်သားလုံးပြန်ပြီရဲကလည်းလုံးပြန်ပြီနော်အကြမ်းဖက်လက်နဲ့ကန်တောင်းတဲ့သူတပုံမလို့ပြောတဲ့ကောင်လည်းလုံးတယ်ပီဒီအက်ကလည်းလုံးတယ်ခမတော်လက်နဲ့ကန်လူတစုအကုန်လုံးလုံးပြီးတော့မှဘာမှလက်နဲ့မကန်တဲ့လူကြတော့စောက်ဖမ်းမယ်စီးမယ်လီးရောပဲလာဖမ်းငါလီးပဲရမယ်ကွာ ရှင်းလားဟမ်ဘောက်ဖမ်းပါတော့ဖမ်းမှမဟုတ်တဲ့ပြည်သူတွေတော့လိုက်ဖမ်းနေတာဟိုဘက်ကလည်းဆွဲအော်ဒါဆွဲဒီဘက်ကလည်းဆွဲဒီလိုဆွဲဒီဘက်ကလည်းစစ်မှုထမ်းမှုတွေဥပဒေနဲ့ဟမ်ကားတော့စဉ်းစားကြည့်ပါအောင်ကျွန်တော်မမနာပြောတာမဟုတ်ဘူးလက်လက်ကန်ပြီးတော့မှတိုင်းပြည်နဲ့နိုင်ငံလူမျိုးကိုဘယ်သူမှကာကွယ်မဆောင်ချောက်ဘူးပြည်သူလူထုအကုန်ဒုက္ခရောက်ခါးသီးခံနေရတယ်ဘဝတွေဟမ်အဲ့ဒါခင်ဗျားတို့အရေးချင်းနေလားကတော့တနေ့ကန်ကောင်းကောင်းဆောင်နေမေးကျင်တာပါကျွန်တော်အဲ့တော့ခမားတို့ရေချင်းနေလား လက်လက်ကံပြီးတိုင်းပြီးကိုညင်အောင်မထိနိုင်ဘူးလားဟမ်အဲ့တော့ပြည်သူလူထုလည်းကျွန်တော်ပြောချင်တယ်ခဏတော့လေဥပဒေနဲ့အညီနေပါကျွန်တော်စပြောမယ်တစ်လုံးနှလုံးသုံးလုံးမလုပ်ပါနဲ့နော်လောင်းကစားတွေမလုပ်ပါနဲ့နော်ကားစီးလည်းနောက်ဆုံးစီးပြီးအသေးမွားကပတ်လောက်တော့ခဏတော့ပတ်ပါနော်ပြည်သူလူထုကလည်းလိုက်လာပါခဏတော့ပြည်သူနဲ့အစိုးရနဲ့ပေါ့နော် မပူပေါင်းဆိုရင်ဒီတိုင်းပြည်မတိုးတက်ပါဘူးပြီးမှအစိုးရမကောင်းလို့ဒီတိုင်းပြည်ဒီနိုင်ငံဒီလူမျိုးဆင်းရဲရပါတယ်ဆိုတဲ့ဇကားမျိုးနော်ဖာစကားချင်းသားကြီးတို့မပြောပါနဲ့ခင်ဗျားတို့ပြည်သူလူထုကလည်းကောင်းပါရမှာနော်တစ်လုံးနှလုံးသုံးလုံးမလုပ်ဘူးမလားမလုပ်တဲ့သူကတိုင်းတိုင်းရှိတယ်ဆိုတိုင်းကျွန်တော်ပြောကျွန်တော်ဖန်ခိုင်းပေးမယ်မက်ဒလီမှာဆိုရင်မဘူဘူဟိုအတိတ်ကတော့ဘူဘူမှုချုပ်အပွင့်ပဲတင်လာတာဘူချုပ်အပွင့်ပေါ့နော်သူကျွန်တော်ပြောလိုက်တယ်ကျွန်တော်ဇဘောဇဘောရင်းနဲ့မင်းငါပြောလိုက်တယ် မန္တလေးမှာတကယ်မဟုတ်တာလုတ်တာရှိရင်မင်းလောက်တိုင်းတယ်ဒါနဲ့အဲ့ဘုချုပ်ကဗမှုချုပ်ပေါ့နော်ဒီရက်စီပတ်စင်30ခွန်ပါပေါ့နော်ဟိုပပနာမန်းပေါ့နော်ကျွန်တော်လည်းစကားပြောခဲ့တဲ့ဘုချုပ်ပေါ့ပတ်စင်30ခွန်ကဒါနဲ့ तू ကကျွန်တော်အဲ့လိုပြောတယ် तू ဘုန်းတယ်မကျွန်တော်မပေးလိုက်မပေးလိုက်ကျွန်တော်ဘယ်လိုသတင်းပေးမလဲကျွန်တော်ဖမ်းခိုင်းရမလားတကယ်ကျွန်တော်ဖုန်းနံပါတ်မတောင်းခဲ့ဘူးကျွန်တော်ရိုင်းရကြမှာကြောက်လို့နော်ပေးလိုက်လေဖုန်းနံပါတ်ပေးလိုက် ဇော်ဘုံမင်းငါဖုန်းနဲ့ပဲယူသွားလားမင်းနဲ့ငါနဲ့ပူးပေါင်းမယ်လို့ပဲပြောလိုက်ကျွန်တော်ဖမ်းခိုင်းပြမယ်ဘိုးချုပ်အဲ့ရဝင်ဖမ်းလိုက်တော့လို့ပြောလိုက်နော်ကျွန်တော်တို့ကဟိုရှင်းလဲလျှောက်တာပြားလဲဆွဲတာတိုင်းပြည်ဒီလိုဖြစ်နေတဲ့အချိန်မှာအပြစ်ပြောတာမဟုတ်ပါဘူးဒီတိုင်းပြည်ဒီနိုင်ငံကောင်းသွားဖို့အတွက်ကိုနော်ကျွန်တော်တို့ဖြည်းဖြည်းလေးပဲလုံဆော်ပေးနေတာနော်ကဲမတော်မှာသူကပြောတယ်အရာရှိတွေမကောင်းကြောင်ပြောတယ်လေဆိုတော့အရာရှိတွေအကုန်ကောင်းလား ကျွန်တော်ပြရမလားဥပမာတစ်ခုပေါ့နော်ကျွန်တော်ပြရမလားလို့နော်အဲ့တော့ကောင်းတဲ့အရာရှိတယ်မပြောနဲ့ကျွန်တော်ပြောတာအနာရှိရင်ဆက်မကောင်းတဲ့အရာရှိတယ်ရှိတယ်လေဗျာအဲ့ဒါကြီးကိုအကုန်လုံးကောင်းပါလေလို့ပြောရအောင်လို့တော့ကျွန်တော်အဲ့လောက်တော့အတိ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 ညာမမေ့ဘူးကျွန်တော်တမင်တော်ကြီးကြီးတော့ကောင်းလာတဲ့တပ်ပတော်သားတွေထဲမှာတချို့ကငွေကြီးတန်းလူကြီးတန်းတွေမှန်ပြီးတော့မှကျွန်တော်တို့တပ်ပတော်ရဲ့ဂုံတိတ်ခါတွေအများကြီးကြာဆုံးသွားရတယ် ဒီနေ့ဒီချိန်ဒီကျွန်တော်ဇော်ပုံးရေးကိုမဖမ်းဘူးဆိုတာဖမ်းခိုင်းလိုက်ပါခမားတို့ပိုင်တယ်ဆိုရင်ဖမ်းခိုင်းလိုက်မှားတယ်ဆိုရင်ဖမ်းခိုင်းလိုက်နော်ဒါပေမဲ့ဖမ်းပြီးရင်တော့ခမားတို့ဖြေရှင်းရမယ်ကျွန်တော်လက်သုံးချောင်းမတောင်းဘူး PDF ထောက်ဖို့မဟုတ်ဘူးနော်ကျွန်တော်ဒီမြန်မာနိုင်ငံအတွင်းထဲကပြည်ဦးနေမြို့တင်ရမှာနေပြီးတော့မှနိုင်ငံနဲ့လူမျိုးကိုတက်မတော်ကိုပြည်သူအားကိုးရတဲ့တက်မတော်တရက်ဖြစ်စေချင်တာပြည်သူအားကိုးရတဲ့တက်မတော်သားကောင်းတွေတက်မတော်ကမှာပေါ်ထွက်စေချင်တာကျွန်တော်ပြောတယ်ဘာဖြစ်ချင်တာလဲနိုင်ငံနဲ့လူမျိုးကိုအေးချမ်းစေချင်တာ နံပါတ်2အချက်ပြည်သူအားကိုးရတဲ့တပ်မတော်တရွက်ကိုခင်တင်ရှားရှားပေါ်ထွက်စေချင်တာနံပါတ်3အချက်ခြေကန်စစ်တီနဲ့တပ်မိသားစုတွေအားကိုးရတဲ့တပ်မတော်ခေါင်းဆောင်ကောင်းတွေပေါ်ထွက်စေချင်တာလို့ကျွန်တော်ကဒါပဲလုပ်ချင်တာလေဒါကျွန်တော်မားနေလို့လားဘာလို့ခင်ဗျားခင်ဗျားတို့ကျွန်တော်ကိုမုန်းနေကြလဲဘာလို့ခင်ဗျားတို့ကျွန်တော်ကိုဖမ်းစေချင်တာလဲကျွန်တော်ဖမ်းရင်လွယ်လွယ်လေးလေကျွန်တော်ကခြေရန်ရောက်စစ်တီတပ်မတော်သားတွေအတွက် ကိုကျွန်တော်တက်နိုင်တဲ့ဘက်ကလည်းအုတ်တချက်သေးတဲ့ဘွဲ့အနေနဲ့ကျွန်တော်တက်နိုင်လားအားလုံးလုတ်ပေးခဲ့တယ်ကျွန်တော်တက်မလို့တက်မလို့မိသားစုတွေကျွန်တော်တက်နိုင်တာလေးကိုပြောပြောချင်းချင်းကျွန်တော်တို့လုတ်ပေးခဲ့တာနော်တက်မလို့လည်းပြည်သူ့ကြားမှာသွေးခွဲတဲ့လူတွေအများကြီးပဲရှိတယ်ပါတီတွေကြောင့်ထောင်ပြီးတော့မှတိုင်းပြည်ကိုဖျက်ဆီးမဲ့လူတွေအများကြီးရှိတယ်ကျွန်တော်တို့တက်မလို့ချစ်ပြီးတော့မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့နဲ့ဒီလိုစစ်တဲ့ဘက်ကိုဘယ်နေရာသွားသွားအခုကျွန်တော်သွားနေတာတခြားနေရာမှာနော်ကျွန်တော်အိမ်မှာမဟုတ်ဘူး ဒီစစ်တပ်ကကလေးကကျွန်တော်ရဲ့ကားထဲမှာအများလမ်းပါခဲ့တာကျွန်တော်လက်မှာထိုးထားတာမြန်မာနိုင်ငံမျိုးပုံမြန်မာနိုင်ငံအဲ့ခင်ဗျားတို့တချို့သောလူတွေပေါ့နော်ကျွန်တော် attention မချာနဲ့ခင်ဗျားတို့လည်းကျွန်တော်နဲ့မတန်အောင်မတန်အောင်ခင်ဗျားတို့နံပါတ်တွေကျွန်တော်တက်ပြောမှာမဟုတ်တော့ဘူးနော်တစ်တော့မှတင်းနေတာတင်းဖုန်းနံပါတ်တွေပြောကြရတော့ခင်ဗျားတို့မျော်လင့်နေတယ်ခင်ဗျားတို့ကျွန်တော်ဖုန်းဆက်မှာမဟုတ်ဘူးနော်ကျွန်တော်အခုဘယ်မှာရောက်နေလဲဆိုတော့တကယ်အန်ရကြီးမားတဲ့နေရာတခုမှကျွန်တော်ရောက်နေတာဒါမှမဟုတ်စောက်ခွေးမဆိုင်ဘူး ရှင်းတယ်ဒါတော့ကျွန်တော်တို့မြန်မာပြည်မှာနိုင်ငံသားမနာလိုမှုအရေးကြီးတယ်နော်တမရုံနဲ့ပတ်သက်လို့လေတမရုံမှာအားလုံးလည်းလုပ်နေတာပဲဆိုတော့ခမားတို့လုပ်နေတာကိုပြောနေကျွန်တော်ပြောတာခမားတို့လုပ်တာကိုကျွန်တော်တို့လည်းသိတယ်ခမားတို့ကတကယ်တမ်းကျရင်ပူပေါင်းရမှာဟုတ်လားဘာလို့လဲဟမ်တမဘူလောက်စင်ဒီဘုံမှုချုပ်ဘူချုပ်လောက်စင်ဒီရန်သူလက်အောက်မှာဒူးတောက်အញ្ញံခံနေရတဲ့အခြေအနေအချိန်ကမျိုးမှာအမှန်တရားကိုခဏတို့ကမဖော်ထုတ်ဘူးဆိုရင် အမှန်တရားတိုင်းမသွားဘူးဆိုရင်တချို့တော့ကျုပ်တို့စစ်တီကောင်းလေတက်မတော်သားကောင်းလေကြာရှုံးပါလေဟုတ်ဘူးလားအဲ့တော့အင်းတော်မှာကြာသွားတဲ့ဟိုအပန်းခံရတဲ့တက်မတက်မမူဟိုပါလေဘုံမှုကျုပ်အောင်တက်ဘူးလားဒီရက်စီအင်းတိတ်40နှစ်ကသူ့ရှေ့မှာရှိခဲ့တဲ့နမ္ဘာကားကတိုင်းဦးစီးကျုပ်တို့41ကအကိုကြီးတို့နောက်ကကငါကိုသူတိန်ဂျုံတို့အများကြီးပဲလေခနာတော့ခနာတော့ခနာတော့တော်လာပြီထင်နေရပါဘော ခင်ဗျားတို့ဘူဝါဒအောက်တစ်ခုမှာကြာရှုံးနေတယ်လို့ကျုပ်အမြဲတမ်းပြောတယ်ခင်ဗျားတို့ကကိုကိုကိုမှာအဟုတ်ပြင်ဦးရင်အုံမတိအုံမခါအုံမတိအုံမခါနော်ရင်းမှုပင်ကန်းကောတရကုန်းကြောင်မဲလေးတတိထားနော်တတိထားကျွန်တော်ကျွန်တော်ပြောခဲ့ပြီနော်ဒီနေ့ဒီနေ့ကနေတော့ကျွန်တော်ဒီမှာရက်ဆွဲကြည့်လိုက်မယ်15ရက်နေ့အင်္ဂါနေ့ဧပြီ15ရက်နေ့ ပြင်ဦးလွန်နဲ့နီးစပ်နေတဲ့အုံမတိယောကခန့်ပေါ်တရကုံကြောင်မဲလေးရင်းမှုပင်တတိထားပါကျွန်တော်တာဝန်ရှိတဲ့လူကြီးလေးကျွန်တော်ပြောပြပြီနော်နောက်တစ်ခုလူတွေပြောတယ်လာရှိုးလာရှိုးဟောတဲ့အဲတမရောပြန်ရတယ်ပေါ့ဒီ၂၀ပြည့်ရင်းနဲ့မတိုင်ရတော့ပါလို့ညာလို့ပေါ့ဒီလိုလေးစမ်းချေခုခုလားနေ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 ဘာကြေးအောင်လဲတော့မသိသေးဘူးပေါ့နော်သူတို့ကထွက်သွားတယ်ဆိုပြီးတော့ထွက်သေးတယ် ီမှာထားတယ်ချင်းချွေပေါ်မှာထားတယ်ဒီနေ့၅စီးထုတ်သွားတယ်လာချိုးထောင်ထဲကနေလူတွေကိုခေါ်သွားတယ်တိန်နေနဲ့ချင်းချွေပေါ်မှာထားတယ်သူတို့ပြောတာကတော့နော်အဲ့ဒီ MND ကိုကန့်တွေကပြန်သွားတာမဟုတ်ဘူးနော်မာနန်းတို့နော်အဲ့မှာနောင်ဝဲတို့နောင်မွန်တို့အဲ့လိုဂျွန်အားတွေမှာကောင်းနေနေနေတယ်အတွင်းထဲမှာရှိတဲ့လူတွေအားလုံးကအဲ PDF တွေလိုလို ကောင်ဘယ်လိုလဲ DNA လေးလိုလိုနဲ့သူတို့ကနေနေတယ်ကျွန်တော်တက်မတော်ရလာချိုးဘယ်လိုဝင်မလဲလဲကျွန်တော်လည်းမသိဘူးနော်ထောင်ထဲကလူတွေခေါ်ထုတ်နေတယ်ဒီ20ရက်နေ့မတိုင်းခင်မှာအပုံွှဲ့နေတာနော်ဒီဟွာကိုလည်းလာတယ်တဲ့ဟိုဒီအုံမဒီအုံမကားဘက်ကိုလည်းဒီ MND တွေကယူနီဘောင်းလဲပြီးတော့မှလာနေတယ်တကယ်လို့21ရက်နေ့မှာလာချိုးကိုတက်မတော်ကအသာလေးဝင်သွားတယ်စုပ်ပေးတယ်လို့ပြောခဲ့ရင်ပြင်ဦးလွင်မှာ ပင်ဦးလင်မျိုးရဲ့အဆက်ပေါ့နော်ကျွန်တော်ပြောတဲ့အုံမဒီအုံမကားတို့ရင်းမှုပင်တို့ဒန်းကော်တို့တရက်ကုန်းတို့ကြောင်မဲလေးတို့မှာတိုက်ပွဲကြီးကြဖြစ်နေနော်နိုင်ငံကြီးအမြတ်ထုတ်မယ်တို့နော်အာဒါကြိုးဆုပ်ပေးခြင်းအောင်ဆောင်ပြီးတော့ဒါကြိုးအပြင်ဝိုင်းထားမယ်ပြီးရင်ဒီပင်ဦးလင်မှာရှိနေတဲ့တချို့သောရွာတွေမှာတိုက်ပွဲပေါ်ဆောင်မယ်နော်အဲ့တော့ခနာတို့ကမူဝါဒအောက်တစ်ခုမှမကြဆုံးနဲ့နော်ခနာတို့ပါခနာတို့ဂရုတွေဖွဲ့ပြီးတော့မှ Telegram channel တို့ဥပမာတစ်ခုပါဗျာအင်းဒိတ်အင်းဒိတ် channel တွေပေါ့ ခင်ဗျားတို့အဲ့လို channel တွေဖွဲ့ပြီးတော့ကိုယ့်လူကိုယ်ဟာတွေဖွဲ့ပြီးတော့ခင်ဗျားတို့ဗါဆောက်တဲ့နေရတယ်နော်ခင်ဗျားတို့အဲ့လောက်တော်နေလို့ရှိရင်ရမကအခုနောင်ချိုတိကျွန်တော်ခင်ဗျားတို့မိမယ်မနာနဲ့နောင်ချိုပြန်တိုက်လို့ရပြီလား30 30ရပြီလား